မင်္ဂလာပါခင်ဗျာ NBA သတင်းဌာနရဲ့ဒီကနေ့ match လ16ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့နောင်ရှုံမြို့ကဘုံကြီးကျောင်းကိုစစ်တပ်ဘုံကျဲလို့တင်္ဃာ6ပါအပါဝင်10ဦးခန့်တည်ဆုံပြီး16ဦးတန်ရရှိတဲ့သတင်းရောက်ောက်ပွဲအောင်မြင် ပြည်သူတွေပူပေါင်းဆောင်ရွက်ကြဖို့အနာသိစစ်ကောင်ဆောင်ပြောတဲ့သတင်းကြောက်ထုအမြောက်တက်ကနေစစ်ကြောင်ထုံးမှု မကြာခဏပြုလုပ်နေရာအကြောင်းဒေသခံတွေထိတ်လန့်နေတဲ့တဲ့ ဝက်လက်မှာစက်တက်ကျဲချတဲ့ဘုံအိမ်ပေါ်တက်တဲ့ကြားရောက်ခဲ့ပြီးလက်သားရွယ်ကလင်းငယ်တဦးအပါဝင်၄ဦးသေဆုံးတဲ့တွင်ရုရှားယူကရိန်းစစ်ပွဲရေးအမေရိကန်ရုရှားဆွေးနွေးမှတ်တွင်အဆရှိတဲ့တွင်တွေကို တင်ဆက်ပေးပါမယ်။ပထမအဆုံးတွင်တစ်ပုတ်အနေနဲ့နောင်ရှုံမြို့ကဖုန်ကြီးကျောင်းကိုစစ်တပ်ဘုံကျဲလို့တင်္ဃာ၆ပါအပါဝင်ဆေးဦးခန့်သေဆုံးပြီးစစ်ကနိုဦးတန်ရရှိတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။တောင်မြို့သားလူမျိုးရေးတက်မတော် TNL ထိန်းချုပ်ထားတဲ့နောင်ရှုံမြို့ကဖုန်ကြီးကျောင်းကို စကောက်စီတက်ကဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်တင်္ဂါ6ပါးနဲ့အချက်သား3ဦးတည်ဆောင်းခဲ့က19ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့မြေပြင်တည်ရင်းမြစ်ထံကစုံစမ်းသိရပါတယ်။စကောက်စီတက်ဟာမက်လာ16ရဲ့ညနေ9:00ခွဲမှာနောင်ချုံမြို့စင်ရနာပရိယတိစတင်တိုက်ကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အပြင်လေငန်းနေပါဆက်တနက်တွင်လည်းပြစ်ခတ်တာတွေပါပြုလုပ်ခဲ့လို့သိရပါတယ်။အဲ့လိုစက်ကောင်စီဘုံကျဲတိုက်ခိုက်တာကြောင့်ဖုံကြီးနှစ်ပါးကိုရင်လေးပါ အမျိုးသားတအူအမျိုးသမီးနှစ်ဦးတေဆုံးကဖုန်ကြီး73ပါးနဲ့အရက်သား၄ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။တောင်မျိုးသားလက်မြောက်ရေးတပ်မတော် TNL အနေနဲ့နောင်ရှုံမြို့ကိုထိန်းချုပ်ထားနိုင်ပေမဲ့မြို့နယ်မိုင်၂၀အကွာဝေးရှိတဲ့တောင်ခမ်းဘက်မှာတော့တိုက်ပွဲတွေအပြင်းထန်ဆက်လက်ဖြစ်ပွားနေရလို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကလေကြောင်းနဲ့အစိမ်းငွေအုံပြတိုက်ခိုက်တာတွေရှိခဲ့လို့ TNL တပ်သားတချို့ အစိုက်အသင့်ကမူမဲအော့အန်တာတွေဖြစ်ပွားပြီးစစ်ကူတမုတ်ခံရနေရသူတွေလည်းရှိနေပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရွက်ကောက်ပွဲအောင်မြင်ပြည်သူ့ရဲ့ပူပေါင်းဆောင်ရွက်ကြဖို့အနာသိစစ်ကောင်ဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွက်ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်အစိုးရနဲ့ပြည်သူတက်ညီလက်ညီပူပေါင်းဆောင်ရွက်သွားကြဖို့လိုတယ်လို့အနာသိစစ်ကောင်ဆောင်မင်းအောင်လန်ကပြောကြားလိုက်ပါတယ်။ မက်လာဆစ်ချောက်ရက်ကနေပြည်တော်မှာပြုတ်လုတဲ့ဂုံထူးဆောင်ပွဲများရှင်းမြင့်ချင်းအခမ်းအနားမှာ2020ရွက်ကောက်ပွဲရလက်ကိုညင်းဆန်ကလန်ဒန်နဲ့အာနာသိန်းကရမင်းအောင်လန်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်ရွက်ကောက်ပွဲကျင်းပနိုင်ဖို့လိုအပ်တဲ့ပြင်ဆင်တာတွေကိုစီစဉ်နေပြီးလွယ်လွယ်မြတ်တာတဲ့ရွက်ကောက်ပွဲကိုမဖြစ်မနေပြုတ်လုသွားမယ်လို့လည်းမင်းအောင်လန်ကပြောပါတယ်2025ခုနှစ်ဒီဇင်ဘာဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာရွက်ကောက်ပွဲပြုတ်လုမယ်လို့ဘယ်လာရုစ်နိုင်ငံမှာ ဥရောပရဲ့နောက်ဆုံးအာဏာရှင်လူကာရှင်ကွန်နဲ့တွေ့ဆုံပြီးရနောက်လူကာရှင်ကွန်နဲ့အတူ ပြုလုပ်တဲ့မက်လာ9ရက်နဲ့တင်းစာရှင်းလင်းပွဲမှာမင်းအောင်လန်ကပြောကြားခဲ့ရပါတရရတဲ့နေပုံအနေနဲ့ကြောက်ထုအမြောက်တက်ကနေစစ်ကြောင်ထုံမုံမကြခဏပြုလုပ်နေတဲ့အကြောင်းဒေသခံတွေထိုင်းလန့်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းကန်ကောက်ခိုင်ဆောမြို့နယ် ကြောက်ထုမြို့နယ်ခွဲကအမြောက်တက်ကနယ်စစ်ကြောင်းထုံးမှုတွေမကြခလားပြုလုပ်နေရကြောင်းပြည်သူတွေထိတ်လန့်နေကြတယ်လို့ဒေသခံတွေထံကစုံစမ်းသိရှိရပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေစတင်ပြီးကြောက်ထုမြို့အခြေဆိုင်အမြောက်တက်ရင်အမှတ်36ချင်းမကနေကြောက်ထုမြို့အနေဝင်းကျင်ကကျေးရွာတွေထံစစ်ကြောင်းထုံးနေရဖြစ်ပါတယ်။အဲ့လိုစစ်ကြောင်းထုံးနေရပြင်တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲလက်နက်ကြီးနဲ့ရွေချက်ရှိရှိပစ်ခတ်နေရကြောင်းကြောက်ထုမြို့ကအမြောက်တက်ရင်နဲ့ငါးမိုင်ခန့်သာကွာဝေးတဲ့ ပန်ဘူးပစုပ်ငှက်ဆောင်ကန်အိုးနဲ့ကွမ်းခင်းကြေးရတွေကပြစ်သူတွေလည်းထိုင်လန်းနေကြရလို့သိရပါတယ်။ဒါပြင်2025ခုနှစ်မတ်လ9ရက်ကနေဒီကနေ့မတ်လ16ရက်နေ့အထိကြောက်ထူးမျိုးရဲ့မြောက်ဖက်တမန်ခမ်းအကွာမှာတည်ရှိတဲ့တရက်ရှင်ငလွန်းနဲ့အကြီးပန်းပလွန်ကြေးရပါဝင်ရွာဆရာခန့်ကိုစစ်ကြောင်ထိုးနေတဲ့အတွက်ဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။ ဒါပြင်စကောက်စစ်တပ်ဖွဲ့ဝင်တွေဟာသူတို့စစ်ကြောင်းထွက်ရလမ်းတစ်လျှောက်မှာမြေမြုပ်မိုင်းတွေထောင်ထားခဲ့မှာကိုလည်းစိုးရင်နေရတယ်လို့ဒေသခံတောင်သူတွေကပြောပါတယ်သောမြုံနယ်နဲ့ကြောက်ထုမြုံနယ်ခွဲကပြည်သူတွေအနေနဲ့ဆက်ဆောင်နေရတာဟာအရှင်ကာလအဖင်သုံးနဲ့ဝင်းကျင်ကြာမြင့်လာပြီဖြစ်လို့စာဝတ်နေရေး၊ကျမ်းမာရေး၊ပညာရေးနဲ့လူမှုရေးကိစ္စတွေမှာအဖက်ဖက်ကရှုံ့ယင်မှုတွေများစွာကြုံတွေ့နေရတယ်လို့လည်းသိရပါဗျ။နောက်ထပ်သတင်းတပုတ်အနေနဲ့ဝက်လက်မှာစစ်တပ်ကျေးရှားတဲ့ဘုံ အိမ်ပေါ်တက်တဲ့ကြားရောက်ပောက်ွဲခဲ့ပြီးလက်သားရွယ်ကလင်းငယ်တဦးအပါဝင်လေးဦးတည်ဆုံတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်တပ်ကြေချတဲ့ပုံအိမ်ပေါ်တက်တဲ့ကြားကလက်သားရွယ်ကလင်းငယ်တဦးအပါဝင်လေးဦးတည်ဆုံခဲ့လို့သိရပါတယ်။မက်စလာ၁၆ရက်ညစင်နာရီခန့်မှာဝက်လက်မြို့နယ်အချဲတောင်ချမ်းစင်ကန်မြောက်ရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကြေချတိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်သားရွယ်ကလင်းငယ်တဦးအမျိုးသမီး၂ဦးနဲ့အမျိုးသား၁ဦးတို့တည်ဆုံခဲ့လို့သိရပါတယ်။ အဲ့ဒီဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူ6ဦးလည်းဒဏ်ရာရှိခဲ့ပြီးစစ်ကူတမုံခံယူနေရတယ်လို့သိရပါတယ်။ဒဏ်ရာသူတွေဟာဘုံကျဲတဲ့အိမ်အနေနေထိုင်ကြသူတွေဖြစ်ပြီးဘုံကျဲတက်ခတ်မှုကြောင့်နေအိမ်သုံးလုံးလည်းပြက်စီခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ရုရှားယူကရိန်းစစ်ပွဲအရေးအမေရိကန်ရုရှားဆွေးနွေးမဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယူကရိန်းရုရှားစစ်ပင်ငင်းရဲ့အတွက်အမေရိကန်နိုင်ငံကဂျာဝင်စစ်ဆက်ပေးနေပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ဟာဒီအပတ်အတွင်းဆွေးနွေးဖို့ရှိရလို့ထရန့်အထူးကိုယ်စားလှယ်စတေဝက်ကော့ကပြောကြားလိုက်ပါတယ်။အခုအမေရိကန်ရုရှားတွေ့ဆုံမှုဟာဇန်နဝါရီလကစတင်ခဲ့တဲ့ထရန့်တကြောပြန်သမ္မတတက်တန်းအတွင်းဒုတိယမြောက်တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး ပြည်ကြဲဖေဖော်ဝါရီလအတွင်းကပထမဦးဆုံးအကြိမ်ဆွေးနွေးမှုမှာတော့စစ်ပွဲအဆုံးသတ်ရဲ့အတွက်နိုင်ငံဆင်တွဲဆုံမှုနဲ့စတင်ကြဖို့သဘောတူခဲ့ကြတာပါထရိုင်ယာထူးကစလေကခေါင်းဆောင်နှုတ်ရဲ့ဒီတပတ်အတွင်းဆွေးနွေးမှုဟာအမှန်တကယ်ပြည်သူ့ဘောဆောင်တဲ့ဆွေးနွေးမှုတရားဖြစ်လာဖို့ယုံကြည်ရလို့ CNN သတင်းဌာနရဲ့ State of the Union အစီအစဉ်မှာတနင်္ဂနွေနေ့ကပြောကြားထားပါသေးတယ်အထူးကစလေဟာရုရှားသမ္မတနဲ့ဒီအပတ်အတွင်းမှာပဲတွေ့ဆုံခဲ့ပြီး ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကိုရတံမိုးဆွနေခဲ့တဲ့အပြင်သူ့အနေနဲ့မကြခင်မှာငင်းကြဲသဘောတူညီချက်တည်းပေါ်ထွက်လာဖို့မျှော်လင့်ထားရလို့သိရပါတယ်။ထရန့်ကသဘောတူညီချက်တွေရဖို့ရတတပတ်အနေနဲ့ကြာနိုင်တယ်လို့ဆိုပေမဲ့ကိုစလေကတော့တိတ်မကြခင်အချိန်မှာပဲတိုးတက်မှုနဲ့မြင်ရနိုင်တယ်လို့ပြောကြားထားပါတယ်။ဒါ့အပြင်တနင်္ဂနွေနေ့နောက်ပိုင်း CBS ရုပ်သံလိုင်းရဲ့ Face the Nation အစီအစဉ်မှာနှစ်နိုင်ငံတွေ့ဆုံမှုရဲ့အခင်းအကျင်းတွေကိုထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။ ဒါပေမဲ့ဆွေနေပွဲကနေရလာမဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ပြောပြသွားတာမျိုးမရှိပါဘူး။ရုရှားအမေရိကန်ကောင်းဆောင်တွေဟာထရန်ပထမတက်တန်းအတွင်းကဆက်စင်တိဆောက်ထားပြီးဖြစ်လို့အခုလာမဲ့ဆွေနေပွဲဟာအမတန်ပြည့်တော်ဆောင်မဲ့အလားအလာကောင်းတွေရှိနေရလို့အထူးကိုယ်စားလှယ်ကမှတ်ချက်ပြုထားပါသေးရဲ့။ရုရှားကမှန်ယွင်းဖန်ဆီးထားတဲ့အမေရိကန်သမိုင်းဆရာမတ်ဖိုဂယ်ကိုအထူးကိုယ်စားလှယ်ကတွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာထရန်နဲ့ပူတင်တို့ဟာပထမဦးဆုံးအချိန်စကားပြောဆိုခဲ့ကြတာပါ။ အကျဉ်းသားလေးလေမောပြီးနောက်ရက်မှာပဲထရန့်ကပူတင်နဲ့စကားပြောဆိုခဲ့တာဟာအချိန်ယူပြီးအကျိုးချီးရဲ့ဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ထုတ်ပြောခဲ့ပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေဟာအမေရိကန်ဆိုပြုတ်ထားတဲ့ရက်30ကြာပြစ်ခတ်ရက်စရဲ့ကိစ္စကိုဆက်လက်အကောင့်ထဲပို့ဖို့ဆုံးဖြတ်ချက်ချနိုင်မလားဆိုတဲ့မေးခွန်းကိုတော့အထူးကိုယ်စားလှယ်ကဖြေကြားခဲ့တာမရှိပါဘူး။ဒီအပြစ်ကရစဖို့အဆိုကိုယူကရိန်းကသဘောတူထားပြီးပူတင်ကတော့မူအားဖြင့်လက်ခံပေမဲ့အသေးစိတ်အချက်တွေလုံးနေတည့်ရလို့တုံ့ပြန်ထားတာပါ ရုရှားကစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုလားမှမဟုတ်ဘူးဆိုတော့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ရဲ့ထုတ်ပြန်ချက်ကိုလည်းအထူးကိုယ်စားလှယ်ကမသိကြွကြံပြုခဲ့ရအပြင်ရုရှားရဲ့အပြစ်တော်ဆောင်တဲ့ကြိုးပမ်းမှုတွေကိုကိုယ်တိုင်မြင်ခဲ့ရတယ်ဆိုပြီးခြေပပြဆိုထားတယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။